အားလုံးမင်္ဂလာပါဒီလိုပင်စိမ့်ပင်လက်လက်လေးဆက်ရတာအရန်နဲ့ကိုလွယ်တယ်နော်ဒါကတော့ဟိုတနေ့ကငားကင်ဝယ်လာပြီးတော့ပါလာတဲ့ပင်စိမ့်ပင်လေးဖြစ်ပါတယ်သမကုံတော့လွန်ပြရမှာလဲနှမျောတယ်အဲ့ဒီတော့စိုက်ထားကြရအောင်ကိုအိမ်မှာစိုက်ထားတော့လိုတဲ့အချိန်မှာတော့ခူးစားလို့ရတယ်လေနော်ဒီအောင်နာလေးကအစ်စ်နာလေးကနေပြီးတော့မှ အမြင့်ပေါက်လာမှာဖြစ်ပါတယ် အာအယူအလေးကိုအရင်ဆုံးဖြတ်လိုက်မယ်နော်ဘာလို့လဲဆိုတော့ तू ကရေထောက်တယ်လေရေတက်ထောက်တဲ့အခါမှာညှိုးသွားတတ်တယ်အဲ့ဒီတော့အရွက် ဖြတ်ပြီးတော့အာရေလေးလောင်းထားမယ်ဆိုရင်အဲ့ဒီအပင်ကတိတ်ပြီးတော့မှမညှိုးတော့ဘူးနော် All I wanna do is feel you အခု၄ကိုင်းတော့ရလာပါပြီအဲ့ဒီတော့၄ပင်ရလာမှာပေါ့နော်ဘာအပင်ဖြစ်ဖြစ်ဇီးရနေဝယ်လာလို့စားမကုန်ရင်စိုက်ထားလိုက်ပါ နောက်ထပ်ဝယ်စရာမလိုတော့ဘူးပေါ့နော်စိုက်ဖို့မြေလေးပြင်ကြမယ်ဒီမြေရတော့မြေပွားပေါ့နော်အရန်နဲ့ကြက်တဲ့မြေဆိုရင်ဒီလို အပင်သေးလေးတွေကသူ့ရဲ့အမြစ်ကမသွားနိုင်ဘူးလေ ဆိုတော့အမြေပွားပွားလေးတွေမှာစိုက်ရမှာဖြစ်ပါတယ်ပြီးတော့ရေကို အဆိုနေအောင်အရင်ဆုံးလောင်လိုက်မှာပေါ့နော်ပြီးတော့မှဒီတိုင်းမဲ့စိုက်ထားလိုက်မယ်အစပိုင်းဆိုရင်တော့နေတိုင်းရေလောင်ရမှာဖြစ်ပါတယ်မြေမချောက်စင်နဲ့ပေါ့နော်တရက်တစ်ခေါက်လောက်တော့ရေလောင်မယ်ပြီးရင်သူအသက်ရှင်လားမရှင်လားဆိုတော့လာကြည့်ကြရအောင်တန်းတန်းအပင်လေးလာလာပါပြီအအရွက်တော့မကအောင်အပွင့်တော့မှရှိလာပြီတော့နော်ဒါက တလကျော်နလနီပါလောက်တော့ရှိပြီခရစ်လုတ်ဖို့အချိန်မရှိလို့လေအိမ်နောက်ဖေးဈေးဆိုင်တဲ့ဆိုသလိုပေါ့နော်ဝယ်လာတဲ့ဟာစားမကုန်ဘူးဆိုရင်ညီထဲမှာပဲဒီလိုပြစ်ထားလိုက်ထည့်ထားလိုက်ပေါ့နော်အဲ့ဒါဆိုရင်ကိုကတသက်လုံးစားသွားမှာဖြစ်ပါတယ်ကြည့်ရှုမှုအတွက်အားလုံးကိုထူးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်